အခုအချိန်မှာကိုစားတဲ့အာဟာရအစားအစာကကိုကလေးရဲ့အနာဂတ်ကျန်းမာရေးအတွက်ဘလောက်အရေးပါလဲဆိုတာကိုသိပြီးတော့မသိကြဘူး။ကိုဝင်မရခင် 3လအလိုเนาะ3လအလိုမှာမအမျိုးသမီးရဲ့မျိုးဥတွေရောမျိုးသားရဲ့တုပ်ပိုးဟာခလီလီဖြစ်လာမဲ့ဟာရီရဲ့ cell တွေကကြီးထွားနေတဲ့အချိန်ဖြစ်တယ်အဲ့ဒီအချိန်3လအနည်းဆုံး3လမှာအစားအသောက်အနေတိုင်းကိုပြုပြင်နိုင်တယ်ဆိုလို့ရှိရင်ကိုဝင်ရယုံတင်မကဘူးခလီရဲ့ကျန်းမာရေးအတွက်ပေါ့เนาะအရန်ကိုအရေးပါတယ်အဲ့တော့အာဟာရတွေဖြစ်တဲ့ဥပမာပေါ့เนาะအဲ့ဟို folate တို့ zinc တို့ omega 3တို့ဆိုတာတွေက iron တို့ဆိုတာတွေကခန္ဓာကိုယ်ထဲမှာကောင်းကောင်းမွန်မွန်ဖြစ်နေမှဒီမျိုးဥတွေ ေတုပ်ပိုးတွေရဲ့ DNA တွေအအမေရဲ့ဟော်မုန်းတွေ balance ဖြစ်နေတာတွေအဲ့ဒါတွေအကုန်လုံးတွေကိုအရေးပါပါတယ်အဲ့တော့ကိုကအကုန်လုံးတက်ကိုအရေးပါပါတယ်။ကိုကကလေးယူမဲ့စဉ်းစားနေလို့ရှိရင်ဒီအနည်းဆုံး3လအဲ6လတစ်နှစ်ပေါ့နော်အချိန်ယူပြီးတော့လုံနိုင်လို့ရှိရင်ပိုကောင်းတယ်။အဲ့ဒါကကိုရဲ့ကလေးအတွက်အချိန်ကအုံးရက်အချိန်ကာလတွေပါပဲ။ဒီ pregnancy test မှာ positive ဖြစ်ပြီးကိုဝင်ရပြီဆိုမှအနေထိုင်စားတော့ပြင်ဖို့မဟုတ်ဘူး။အဲ့မတိုင်ခင်မှာဒီအဲ ီကလေးရဲ့ကျမကြီးအကောင်းဆုံးကတော့အ ਨੇ ဆုံးကလေးရဲ့ကျမကြီးအကောင်းဆုံးကတော့အ ਨੇ ဆုံး၃လမှာဖြစ်ပါတယ်။ကျမဝေစန်းတီပါအอสတြေးလျကအာဟာရပညာရှင်ဖြစ်ပါတယ်။အမျိုးသမီးတွေကိုဝင်ဆောင်မှုအချိန်မှာ အကောင်းဆုံးကိုဝင်ဆောင်နိုင်မှုအမ်အစားအသောက်အဟာရတွေနဲ့ဘယ်လိုပြုပြင်ပြောင်းလဲနေထိုင်ရမှာမယ်ဆိုတာကိုအကြံပေးတဲ့လူဖြစ်ပါတယ်။အဲ့တော့ဒီ information ကအကျိုးပြုမယ်ဆိုလို့ရှိရင် like လုပ်ပေးပါ share လုပ်ပေးပါ ကျမနဲ့တိုင်ပင်စင်နဲ့ဆိုလို့ရှိရင်စုံစမ်းဆွေးနွေးပြပါကျမကပညာရှင်တယောက်အနေနဲ့အခကျင်းွေရှိပါတယ်ရှင်ကျေးဇူးပါတယ် see you next time